မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာ AA ကယာယီစုခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်ရွာ Radar စခန်းမှာစစ်ခွေးတွေကဝါရဖြတ်နဲ့တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေတဲ့အချိန် AA ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပေါက်ကွဲပြီးတော့စစ်ခွေးအများအပြားတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရခတက်တော်အေအေသိမ့်ပိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းမြေရွာရေဒါစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာအကြမ်းဖက်စစ်ခွေးများကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတယ်လို့သိရပါတယ်။အဲဒီနောက်အေအေကမင်းမြေရွာစခန်းကနေယာရင်ဆုတ်ခွာပေးလိုက်ရပြီးတော့စစ်ခွေးတပ်တွေကဝင်ရောက်နေရာယူသွားတယ်လို့သိရပါတယ်။ အခုလိုမျိုးမင်းကြီးရွာစခန်းကိုစေခွေးတွေရရှိပြီးတဲ့နောက်ဝါရဖြတ်ဓာတ်ပုံရိုက်ခွင့်ရအတွက်စေခွေးအကောင်20ကျော်ကပြင်ဆင်နေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာအေအေကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာမင်းကြီးရွာစခန်းအတွင်းမှာရှိတဲ့ဝါရဖြတ်ဓာတ်ပုံရိုက်ခွင့်ရပြင်ဆင်နေတဲ့နေရာကိုတက်တဲ့ကြောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပောက်ကွဲမှုအတွင်းမှာစေခွေးအများအပြားတေဆုံးသွားတယ်လို့သိရပါတယ်။ အဲ့ဒီမင်းမြင်ပါရေဒါစခန်းကိုအေကတင်းထားတာပါအင်အားအနေငယ်ပဲရှိတယ်အဲ့ဒါကိုစစ်ခွေးတွေကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့အေဘက်ကပြန်ဆုတ်ပေးလိုက်ရတာအဲ့ဒါကိုစစ်ခွေးတွေကမနေ့ကဝါရဖျက်ဖို့ဓာတ်ပုံရိုက်ဖို့လုပ်နေတော့အေကလက်နဲ့ကြီးနဲ့ပြစ်လိုက်လို့အကုန်လုံးမသားပေါ်ကုန်တယ်လို့ရှေတန်းသတင်းရေးမိကပြောပြထားပါတယ်မင်းမြင်ရောစခန်းမှာလက်နဲ့ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ခွေးအနည်းဆုံး10ဦးခန့်သေဆုံးနိုင်ပြီးတော့24ဦးသေဆုံးတယ်ဆိုတဲ့သတင်းတွေကြားသိရတော့လဲအတိအကျတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် ကြောက်ဖြူမျိုးနဲ့အတွင်းခြေရွာအများစုမှာအေအေကနယ်မြေဆုံးမထားပြီးတော့စစ်ခွေးတပ်ကရေတပ်နဲ့မြို့ပေါ်အခြေစိုက်တပ်များမှသာနေရာယူထားရကနေကြီးရေလေအင်အားသုံးပြီးတော့တန်ကြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါဗါးအေအေဟာရခိုင်ပြည်နယ်မှာ2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစတင်ပြီးတော့မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့ပြီးလက်ရှိမှာတန်တွဲရမ်းပြေဘူးဒီတောင်ရတိတောင်ပုံနာကျောင်းကြောက်တော်မင်းမြမြောက်ဦးမြေပုံပေါတော်မောင်တော် အမ်တောင်ကုတ်ဘွားတို့ကိုတိတ်ပိုက်ထားတယ်လို့သိရပါတယ်။ဒါအပြင်ချင်းပြည်နယ်နဲ့ပလဝမြို့နယ်တို့ကိုလည်းအေအေကတိတ်ပိုက်ခါကြောင်သိရပါတယ်။အေအေကရခိုင်တပြည်လုံးကိုတိတ်ပိုက်နိုင်ရအတွက်လက်ဒကန်းသာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တယ်လျက်ရှိတယ်လို့အေအေဘက်ကတရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းရေတာရှင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ချိန်တိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင်20သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ25ရက်နေ့ကကရင်ချောင်းမြေကူးတရားကနေအင်အား140ကျော်ပါတဲ့အကြမ်းဖက်စစ်ခွေးလက်အောက်ခံတပ်များဖြစ်တဲ့ဒါတာယာ604ခလာယာ26ခမာယာ29 ခလာရ39စခနာ84ရှင်ကကနာရဲ့ပူပေါင်းစစ်ကြောင်းကစစ်တောင်းမြေအရှိဘကန်းကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွဲစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကရေလွဲကြီးရွာတောင်ဘက်တိသားဒရားပေါ်အရောက်မှာအသည့်ဆောင်ဆိုင်ပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပိတ်တိုက်ပွဲဟာ 3နာရီကြာနေခဲ့ပြီးတော့ဂျမတ်စစ်ခွေးတွေဘက်ကစစ်သား5ဦးတေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာဂျမတ်စစ်တပ်ဘက်ကလည်း gyrocopter, drone နဲ့နဲ့ကြီးများအပြင်လေယာဉ်ပစ်ကူများနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အော်တိုဘားလ25ရက်နေ့မော်လွယ်3နာရီခန့်အချိန်မှာတိုက်ပွဲဖြစ်ပွားရာနေရာများကိုနေပြည်တော်စစ်တိုင်းလက်အောက်ခံ PDF တိုက်ရင်များနဲ့ KNU တပ်မဟာနှင့်တိုက်ရင်ကလက်နက်ကြီးအဖွဲ့တို့ကထမှန်တွားရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ2နာရီခန့်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဆစ်ခွေးတွေဘက်က15ဦးတေဆုံးက ငါဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းနေပြည်တော်စစ်တိုင်းကရဲဘော်တအူးကြီးကားပြားကြီးစံထိမှန်ပြီးသတိလင့်နေတဲ့အချိန်တပ်ရင်း3934ကရဲဘော်မိုးဒီပွဲရောက်ဆွဲထုတ်တဲ့အချိန်မှာကြီးစံထိမှန်ကရရှိတဲ့ဒဏ်ရာနဲ့အော်တိုဝါလာ28ရက်နေ့မှာကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်။လက်နက်တွေသိမ်းဆီးရမိတာတော့မရှိပါဘူး။ဒီကောင်တွေဘက်ကဘရုံးလက်နက်ကြီးဂျိုင်ရိုကော်ပတာလေယာဉ်နဲ့အင်အားသုံးတဲ့အတွက်အခက်အခဲဖြစ်ခဲ့ပါတယ်။ 啊，古是古是讲话，伊拉是苗呢，给人唱得让俺的比着。俺不跟后边受多比路对啊吧的，给人唱得让俺么着。啊，他想打算他拉新的路嘛呗。再不二对嘛，是古那是特色米路，俺刚听人家聊了，伊拉是苗呢，比都看过一点么着。再一到俺到家来耶，再一呢偏在伊地方上俺先别看完了。啊，听那多的，是古是讲啊，伊拉是苗呢，对嘛是的，比牛还便宜哇，水稻又大又安逸。 ကဲလင်းစိတ်ရွာတို့ကိုဇက်တိုက်နိရှုဖြတ်စည်းခဲ့ပြီးတော့နေအိမ်အလုံး30ကျော်ပြာကျခဲ့ရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းနမောင်မြို့တဲ့လမ်းမိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အခြေခံစည်ရေးမောင်မင်းသူကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့မှာနမောင်မြို့တဲ့လမ်းမိုင်းမှာတော်လိုင်းတပ်ဖွဲ့များကလမ်းမိုင်းလုံခြုံရေးစစ်ဆေးမှုများပြုလုပ်နေတဲ့အချိန်ရွေးကောက်ပွဲကော်မရှင်အခြေခံစည်ရေးမောင်မင်းသူကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် အခုလိုမျိုးဖမ်းဆီးရမိခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်အခြေတန်းစရေးမောင်မင်းသူထံကနေပြီးတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့စရင်းတချို့နဲ့ရွေးကောက်ပွဲပြုလုပ်မဲ့အခြေအများကိုသိရှိခဲ့ရကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမတ်903တပ်ရင်းကဘိုးအောင်တင်ကရှင်းပြထားပါတယ်။သူတွေကနေပြီးတော့စရင်းတချို့နဲ့ရွေးကောက်ပွဲပြုလုပ်မဲ့လတွေတော့သိခဲ့ရပါတယ်။ ဇူလိုင်လ၈ရက်နေ့ကမြို့တင်နတ်မောက်သွားတဲ့လမ်းပိုင်းမှာဖိဆင်းရေးလုံနေတုံဖမ်းမိတာပါလက်ရှိမှာဖမ်းဆီးထားတဲ့သူကိုဘလို့ဆက်လက်ပြီးတော့အေးအေးယူဆောင်ရွက်သွားမလဲဆိုတာကတော့စစ်စေးမင်းများမှုတွေလှုပ်ဆောင်နေပါတယ်သူကိုတော့အချုပ်ထဲမှာပဲထားထားပါတယ်မောင်မင်းသူကတော့အသက်28နှစ်ရှိပါပြီတအုပ်ထဲဖမ်းဆီးရမိတာပါကျွန်တော်တို့တက်နိုင်တဲ့ဘက်ကရွေးကောက်ပွဲကိုတားဆီးသွားမှာပါလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်903တပ်ရင်းကဘိုးအောင်နေကရှင်းပြထားပါတယ် အဲ့ဒီဖမ်းဆီးလုဆောင်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်903တပ်ရင်းကရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ခွေးတိုက်ရဲရေကောက်ပွဲကော်မရှင်အတွက်ပူးပေါင်းပါဝင်သူမိသူကိုမဆိုနောက်မှဂလုံ PDF တပ်ရင်း903ကအေးအေးယူသွားမှာဖြစ်တယ်လို့ဘိုးအောင်တင်ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံမှာမြို့သူမြို့သားဖြစ်ကြောင်းတပ်တွေကလက်မှတ် CI စာအုပ်ကနေနိုင်ငံကုလက်မှတ်ပြောင်းရန်ဆောက်ရွက်ပေးနေတဲ့မဟာချိုင်က TDCC ရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲနဲ့ပိတ်သိမ်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခိုင်းနိုင်ငံအတွင်းမှာမြည်သူမြဝဖြစ်ကြောင်းတပ်တွေကလက်မှတ် CI ဆောက်အုပ်ကနေနိုင်ငံကုန်လက်မှတ်ထုတ်ပေးရန်ကိုရီးအချက်လက်များကောက်ယူရင်းဆောင်ရွက်ပေးနေတယ်။မဟာထိုင်းမြို့မှာရှိတဲ့ယာယီအချက်လက်ကောက်ယူရေးဌာနကွယ် TDCC ကိုခေတ္တပိတ်သိမ်းလိုက်တယ်လို့သိရပါဗါးခိုင်းနိုင်ငံအတွင်းမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများရဲ့ကိုရီးအချက်လက်များကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ကန်တွယ်ရန်အခြေယူလှုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရောက်မြန်မာအလို့သမားရေးကိုကုညီပေးနေသူများကသတင်းပေးဖို့ပြောကြလာပါတယ်။ TDCC ရုံးကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးတော့ခိတရက်ဆိုင်သွားမယ်လို့ကြေညာထားပြီးပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုလည်းအတိအကျမပြောဘဲနဲ့ပြန်လည်အတိပေးသွားမယ်လို့သာကြေညာထားကြောင်းသိရပါတယ်။ပုံမှန်ဖွင့်ထားတဲ့ရုံးတစ်ခုကိုပိတ်လိုက်ခြင်းကခိုင်းနယ်မှာရောက်နေတဲ့လူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုဒီထက်ပိုပြီးတော့စနစ်တကျနဲ့ပိုပြီးလိုချင်လို့ပြန်လည်ပြင်ဆင်မှုဘိုင်းတွေလုပ်လိမ့်မယ်လို့တုံ့သက်ပါတယ်။ passport အနီထုတ်ပေးရေးကိစ္စကိုရခင်ထက်ပိုပြီးတော့ တင်းတင်းကြပ်ကြပ်ကန်ကွယ်မယ်လို့ထင်းနေမြန်မာတန်ယုံလို့ area မှာပဲထုတ်ပေးလိုက်မယ်ထင်ပါတယ်မဟာထိုင်ကယုံကိုပိတ်လိုက်တာဆိုတော့ဒါကကြတော့မြန်မာတန်ယုံနဲ့ဝေးတယ်လို့မြန်မာလူ့သမားရေးကူညီပေးနေသူ AAC ကိုရဲမင်းကရှင်းပြထားပါတယ်ထိုင်းရောက်မြန်မာလူ့သမားများအနေနဲ့ CI ဆောင်းနဲ့ထိုင်းနိုင်ငံအတွင်း၄နှစ်နေထိုင်ခွင့်ရှိပြီးတော့လက်ရှိအချိန်ထိ CI ဟောင်းကနေအစ်စ်ကိုလဲပေးနေစေဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ခွေးအုပ်စုအနေနဲ့စာအုပ်အနီလို့ခေါ်တဲ့ passport စာအုပ်ပြောင်းပြီးတော့ထိုင်းနိုင်ငံကနေအခြားနိုင်ငံကိုပြောင်းဆွေ့ခြင်းသူများကို ကန့်သက်ထိန်းချုပ်လိုတဲ့သဘောရှိတယ်လို့သုံးသပ်ထားပါတယ်လက်တလုံးမှာရုံးပိတ်ရန်စထုတ်ထားတော့လဲပြန်လည်ဖွင့်လှစ်မဲ့အချိန်မှာမြန်မာတန်ရုံးလိုနေရာမျိုးမှာပဲဖွင့်လှစ်ပြီးတော့ကိုရင်းအချက်လက်များကိုပုံမူပြီးတင်းတင်းကြပ်ကြပ်ကင်တွယ်ရန်အချိန်ယူလုံဆောင်နေခြင်းဖြစ်နိုင်တယ်လို့ခိုင်းရောက်မြန်မာအလုံသမားကြီးကုညီပင်နေသူများကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ် ဘာထလီကြီးရွာကိုအကြမ်းဖက်ဆက်တက်ကပေါင်900ဘုံနှလုံးကျဲချပြီးတော့တိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မနက်9:00နာရီခွဲအချိန်ကရသေတောင်မြို့နယ်ဘာထလီကြီးရွာကိုအကြမ်းဖက်စစ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိကတဦးပျောက်ဆုံးနေပြီးတော့အသေးစိတ်အချက်အလက်များကိုတော့ဆက်လက်ပြီးတော့အတည်ပြုနေဆဲဖြစ်တယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ အသေးစိတ်အချက်လက်ကတော့အတီးပြုတ်နေတော့မယ်အဲ့ဒီဘက်ကတာဝန်ရှိသူတွေပြောတာကတော့ဘုံချဲသွားတာမှန်တယ်လို့အတီးပြုတ်ထားပါတယ်အထက်ကကရှိတယ်လို့ပြောတယ်ဓာတ်ပုံတွေတော့မရသေးဘူးလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်ရှမ်းမြောက်မှာရှိတဲ့ MNDAA TNL တို့နဲ့အပြစ်ခတ်ရက်ဆဲပြီးတဲ့နောက်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ Alpha တပ်တော်ထိန်းချုပ်ရာမြို့နယ်များကပြည်သူလူထုတွေကိုကမင်တက်တက်ကိုပြစ်မှတ်ထားကအချမ်းပါစစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်မှုများအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်လာလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ဟေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ဒီစဉ်မပြအစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာရေဦးမြို့နယ်ရေဦးမြို့နယ်နဲ့ကံဘလူမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုအချမ်းပါစစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာရေဦးမြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ရွာထောင်ရွာနယ်မင်းမောင်းကုန်းရွာအနီးကိုတရုတ်လေတပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးကလေကြောင်းတိုက်ခတ်မှုများပြစ်လုသွားတယ်လို့သိရပါဗါတယ်။အကြမ်းမစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်ရွာထောင်ရွာမင်းမောင်းကုန်းရွာဂုံတန်ရွာနယ်ရွာပလဲရွာတို့ကပြည်သူများအရေးပေါ်ဘုံခုချင်းများမှာပုတ်ခုနိုင်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါဗါတယ်။အလားတူပဲနိုဝင်ဘာလ14ရက်နေ့မနက်10:00နာရီ17မိနစ်ခန့်မှာ ဒရုလေးရက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးဟာကမ်ဘလူမြို့နယ်နဲ့ခေဦးမြို့နယ်အစမှာရှိတဲ့ကြောက်ပန်ရွာဘက်ကိုလေကြောင်းတက်ခတ်မှုခမှန်ပြုတ်လုသွားတယ်လို့သိရပါတယ်။အကြမ်းမဆက်ခွေးတက်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုရပိုင်းကမ်ဘလူနယ်ခေဦးနယ်ရေဦးနယ်ဒီတဲရင်နယ်တွေကိုဆက်ခွေးတွေကလေကြောင်းတက်ခတ်မှုတွေခက်ဆိတ်ဆိတ်လှုပ်လာပါတယ်။ဒီနယ်တွေကပြည်သူတွေဟာလဲ မြေပြင်စစ်ကြောင်းရန်ကိုကြောက်ရလေကြောင်းရန်ကိုကြောက်ရနဲ့စိုးရိမ်တုံလုံးစွာနဲ့နေထိုင်နေရပါတယ်စစ်ကြောင်းထိုးခြင်းမရှိတဲ့ရေဦးနဲ့ဒီပန်းရင်နေတွေကိုပါလေကြောင်းတိုက်ခိုက်တာတွေကဂျက်ဖိုက်တာနှစ်စီးသုံးစီးကိုအသုံးပြုပြီးတိုက်ခိုက်လာတာကိုတွေ့ရပါတယ် ပြည်သူတွေအနေနဲ့လေးချောင်းအသည့်တရိပ်ရှိစွာနဲ့အထုကိယုဆိုင်နေထိုင်ကြဖို့ကိုမျိုးနဲ့အတွင်ကိုကြည့်ရပါဘောလေးချောင်းကနေဖြတ်တန်းဝေရောက်လာခဲ့ရင်လေနိစ္စရာဘုန်းခုခြင်းသို့မဟုတ်အကာအကွယ်ကောင်းတဲ့နေရာတွေမှာအမြန်ဆုံးတိမ်းရှောင်ကြဖို့တရိပ်ပေးကြပါတယ်လို့ရေးဦးမျိုးနဲ့ People's Defense Committee ကတာဝန်ရှိသူဖူးခန့်စောအမေသားကတရိပ်ပေးပြောဆိုထားပါတယ်ဒါအပြင်သခိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်းမှာရှိတဲ့ကြေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်က One Troll Lee နဲ့ဘိုးအလုံးကြီး30ကျော်ကျဲစာတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ် နိုဝင်ဘာလ14ရက်နေ့နေ့လယ်12နာရီကျော်လောက်ကစတင်ပြီးတော့အကြမ်းမဲ့ဆက်တက်ကကလီးမြုံနယ်တောင်ပိုင်းမှာရှိတဲ့ပန်တော်ရွာနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကို Wine Trap လေးရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတက်ခိုက်ခဲ့တယ်လို့သိရပါဗါးအကြမ်းမဲ့ဆက်တက်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်အလားတူပဲမကွေးတိုင်းညင်မြုံနယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းဖက်စစ်ခွေးတက်က Jet Fighter စက်တက်၄ထင်းများနဲ့ဘုံကျဲတက်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် နိုဝင်ဘာလ14ရက်နေ့မိုးလွဲတနအိမ်နဲ့ညနေ၄နာရီအချိန်ကတည်းကမြန်မာမျိုးနဲ့အနောက်တောင်ချမ်းမှာရှိတဲ့ကျေးရွာများကိုဂျက်ဖိုက်တာတစီပခုတ်ကူတက်မှတရတိကနေတက်လာတဲ့စက်တက်လေးထီနှက်စီးလို့ကလေကြောင်းတက်ခတ်မှုများပြုတ်လုခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ခွေးတက်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲလက်ရှိအချိန်မှာကျေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးအလားတူပဲနိုဝင်ဘာလ23ရက်နေ့ညနေ6နာရီကျော်လောက်မှာမော်လိုက်မြို့နယ်အရှိပိုင်းမှာရှိတဲ့ကျေးရွာများကို အချမ်းမစစ်တပ်ရဲ့ drone လေယာဉ်တစ်စင်းကဘုံ၂၄လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အချမ်းမစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူများဟာဘေးလုံးရာကိုထွက်ပြေးသိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ